တာဝန်ကျူသောညီမအင်မတန်စစ်ဆရာကပါညီမတကယ်တမ်းတော့ဒီလိုပါသူများတွေက skin care တဲ့ဘာလဲပြောတယ်ပေါ့နော်ဟာဆိုင်တွေမှာတောက်လို့တယ်မလုပ်ပါဘူးတခါမှမလုပ်ဘူးပတ်စံကုန်ပဲအလုံးမလုပ်ဘူးပေါ့ပတ်စံအချိုးရှိရတဲ့မှာပဲအတုံးချရတယ်ပေါ့နော်ဘသူကောင်မှလည်းပုတ်ခတ်ခြင်းမဟုတ်ပါဘူးဒီညီမလေးနဲ့ထိုးလို့တကောင်းပါပဲသူလည်းမလုပ်ပါဘူးဘာသာမပါဘူးမင်းသမီးဆိုတာကတော့လှပပြီးတော့ဖြစ်နေတာပေါ့နော်အဓိကစိတ်ပါစိတ်ကလေးသာဖြူစင်လို့ရှိရင်မျက်နှာလေးကသူ့လိုကြည်ပါအဲခရစ်သစ္စာတီးလို့ရှိရင်မမျက်တစ်ပင်တောင်မှဆေးဘက်ဝင်နေတဲ့အဲ့သဘောပါပဲနော် ်တစ္ဆာနဲ့အလုပ်လုပ်တဲ့အတွက်ဒီလိုကအရင်ရအဆင်ပြေရပေါ့တကယ်လို့ခြောက်ထဲကိုကျသွားခဲ့ရင်ဒါမှကျိုးလေးကမ်းပြီးတဲ့လူရှိရတဲ့ခြောက်ထဲနဲ့ပြန်တက်လာလို့ရတယ်ပေါ့နော်တကြီးပူဇော်ပွဲကတော့သတိရအခုမှမဟုတ်ဘူးလေနော်ဒီတော့တော်တော်လေးငယ်ငယ်တည်းကဒီတကြီးပူဇော်ပွဲကိုကျင်းပတယ်အဲ့တိုင်းတည်းလာပြစ်တယ်ပေါ့ အရင်ကျမကြီးမကောင်းတဲ့အခြေအနေတို့နော်နောက်ခါကျတော့ဒီတို့နေတွေပါသွားတဲ့အချိန်ပေါ့နော်အဲ့ဒီဟာလွယ်လို့ရှင်တော့အများနဲ့လာဖြစ်ပါတယ်အတူကတော့လာမှာပေါ့ဗောက်တဲ့သူကသူကဒီမှာအစည်းအုံးပါလေသူကလူကြီးလေဟုတ်ပါလူကြီးလေသူဘာလို့မရဘူးရောက်ဖြစ်ပါတယ်မားတို့လည်းလေအဲစီယုံးမှာလောက်တာရောနော်တမိုင်စီဒီမှာလောက်တာရောဒီစီကုန်ဘဝိုက်တာမှာလောက်တာရောနှစ်တိုင်းနှစ်တိုင်းလို့ကတော့ဒါစီယုံးနဲ့ပတ်သက်ပြီးတော့ရုပ်ဆောင်ရရဖြစ်ပါတယ်ဒီမှာတချီပူတော်ပွဲဆိုတာပြည်တို့ဒီလောကထဲမှာပြည်တို့တဲ့တနေ့တည့်ရတမနဲ့ပေါ့နော်ကြီးရဲ့ ကဘာလေးဆရာတွေပေါ့နော်သင်ဆရာမြင်ဆရာကြားဆရာတွေအကုန်လုံးလာပြီးတော့ဂါရပြရတဲ့ပွဲဖြစ်တဲ့အတွက်အင်မတန်မှမွန်မြတ်ပါတယ်ဒီလိုမျိုးပွဲကိုတက်ရောက်ခွင့်ရတဲ့အတွက်လည်းအရင်မှကျေးဇူးတင်ပါတယ်ပီတိလည်းဖြစ်ပါတယ်ဒီနေ့လေလူရာတွေလည်းလေအများကြီးပဲဟိုးနှစ်ဒီဟိုးနှစ်ဒီတောင်ဆိုလေမမတို့မမများအဖွဲ့အနေနဲ့ပေါ့နော်လူကန်တွေထွက်တယ်ရှူတင်တွေကိုလိုက်ပြီးတော့လူပေးတယ်ဒီနေ့ကတော့လေတော်တော်များများကိုလေအကုန်လုံးကိုတက်နိုင်သေးတက်ဆန်းသေးလူရာကိုတွေ့ရပါတယ်ဟုတ်တယ်လူလည်းလူရမ်းများတယ်ပေါ့နော်အဲ့အဲ့တော့အရင်ပီတိဖြစ်တယ် တကယ်တမ်းကျတော့လှူတယ်ဆိုတာကသူများတွေကကုံဝိုင်းလို့ထင်တာเนาะလှူတယ်ဆိုတာကိုပြန်ရတာဟုတ်ကဲ့ဟုတ်ပါဘူးသမီးရယ်တကယ်တမ်းကတော့ဒီလိုပါသူများတွေကစကင်ကဲတယ်ဗါတယ်ပြောတယ်ပေါ့เนาะဟာဆိုင်နေမှာတောက်လို့တယ်မလုပ်ပါဘူးဒါမှမလုပ်ဘူးပတ်ဆက်ကုံပဲအလုံးမလုပ်ဘူးပေါ့ပတ်ဆက်အောင်အချိုးရှိနေမှာပဲအတုံးချတယ်ပေါ့เนาะဘသူကုံမှာလည်းပုတ်ခတ်ခြင်းမဟုတ်ပါဘူးဒီညမှာလေးတဲ့ထုံလေးတကောင်းပါပဲသူလည်းမလုပ်ပါဘူးဝါသနာမပါဘူးဘာလို့ဝါသနာပါလဲကိုကရုပ်ရှင်အမှုပညာလို့ကိုလုပ်တယ်ဆိုတာအမှုပညာကိုချစ်လို့ လေးစားလို့တံမိုးထားလို့ပြိတက်တွေကိုချစ်တာကိုပြန်ပြီးတော့တုံ့ပြန်ခြင်းတဲ့အတွက်သာဒီလိုမျိုးကွာလို့ဒါပေမဲ့မင်းသမီးဆိုတာကတော့လှပပြီးတော့ဖြစ်တင်တာပေါ့နော်အဓိကစိတ်ပါစိတ်ကလေးသာဖြူစင်လို့ရှိရင်မျက်နှာလေးကသူ့လိုလိုကြည်ပါတယ်ဟိုဟိုတုန်းကလည်းဒီတိုင်းပဲကိုလည်းကြီးပြီမဲ့လည်းကြီးတယ်လို့ပြင်ဒီရုပ်ကလေးတိုင်းပဲတွေ့ရတာဒါမှန်တကယ်ကတော့အဲ့လိုပေါ့နော်ဒီလိုဒီလူများသိတတ်စာရွယ်တွေကမိဘညီကိုပေါ့နော်အလိုကျွေးခဲ့တယ်ပြီးလို့ရှိရင်အတီးကဘာလုပ်ပဲလို့သစ္စာဆိုရဲပေါ့သမီးရဲ့ အဲကိုအမားလုတ်ခဲ့ရင်လည်းအဲ့အမားကိုတစ္ဆာဆိုလို့ရတယ်။မှန်တာလုတ်ရင်လည်းတစ္ဆာဆိုလို့ရတယ်။နော်။အဲခရီးတစ္ဆာတီးလို့ရှိရင်ရွေမြတ်တစ်ပင်နာမှာဆေးဘက်ဝင်တယ်တဲ့။အဲ့သဘောပါပဲနော်။တစ္ဆာနဲ့အလုတ်လုတ်တဲ့အတွက်ဒီလိုကအရင်ရအဆင်ပြေရပေါ့။တကယ်လို့ခြောက်ထဲကိုကျသွားခဲ့ရင်ဒါမှကျိုးလေးကမ်းပြီးတဲ့လူရှိရတဲ့ခြောက်ထဲနဲ့ပြန်တက်လာလို့ရတယ်ပေါ့နော်။အဲ့လိုပါပဲ။အခုလည်းဒါလေးကဝီတဲ့။ဝီကော်ဖီလေးပေါ့။သူတို့ကော်ဖီလေးကိုဒီတောက်တဲ့အတွက်ဒါကတော့ကြော်ညာတာပေါ့နော်။ကြော်ညာပေးလိုက်တယ်။ ဒီသူတို့ရဲ့သူတို့ရှေ့ကော်ဖီလေးကိုယူလိုက်တယ်သူတို့အင်တာဗျူးအချိန်မှာသူတို့ရှေ့ခုံနေတယ်ဒါဆိုရင်ကျေးဇူးကျွေးတင်သွားပြီအဲ့တော့ကျေးဇူးပြန်ဆက်ဒီမှာတာမရှိပါဘူးအဲ့တော့ဗီဒီယိုလည်း recommend ပေးပါတယ်ကော်ဖီလေးကောက်ပါတယ်သူများတွေကပြောတယ်ပေါ့နော်တဏှာလေးမျက်နှာလေးအတွတ်မဲ့ပါညာမဟုတ်ပါဘူးဒီလိုတတ်တလုံးတဏှာလေးညာနေ့ချိန်ကြည့်တဲ့တဏှာလေးနေတော့မယ်ကဲတဏှာလုံးကအကျိုးရှိရနော်ဟုတ်ဒါကြောင့်တဏ္ဍာနဲ့ပတ်သက်ပြီးတော့တို့ဆက်ပြရတယ်ရောဘာလို့ထုတ်ကြတာပေါ့အကျိုးရှိလို့ပေါ့ရှင်ကတော့ထိတိုင်းကတော့သူ့ရဲ့ လာပေါ့နော်အများကြီးရှိပါတယ်အဲ့အတွက်လည်းလေကျေးဇူးအများကြီးတင်ပါတယ်ဘာပြောပြောရှိပေမဲ့လည်းလူချင်းတဲ့သဏ္ဍာန်စိတ်မရှိပဲနဲ့လူလို့မရဘူးလေအဲလူမဲ့နေရာရှိအောင်မှလည်းလူလို့ရမှာအဲ့ဒီအတွက်ကြောင့်လူခံပုဂ္ဂိုလ်လည်းရှိအောင်မှအဲ့တော့ဟိုလူပေးတဲ့သူတွေရောဒီလိုစီစီကားကားလူပေးတဲ့သူတွေရောတစ်နှစ်တစ်နှစ်ကိုဟိုမရိုးရအောင်ဟိုစီစီကားကားပြအောင်စီစဉ်ပေးတဲ့သူတွေလည်းအားလုံးကျေးဇူးတင်ပါတယ်